ဟေမာနေဝင်းနဲ့မောင်နှမအရင်ဖြစ်ပေမဲ့သူ့တဲ့ချင်းတွေကိုတခါမှနားမထောင်ဘူးဆိုတဲ့ရာဇာနေဝင်းပရိသတ်များလုံးမဲမင်္ဂလာပေါင်းမင်းသားကြီးကောလိပ်ချင်းနေဝင်းရဲ့သားသမီးတွေဖြစ်တဲ့ရာဇာနေဝင်းနဲ့ဟေမာနေဝင်းကနမဲကြီးတဲ့အနုပညာရှင်တွေဖြစ်လာကြတာပေါ့ဟေမာနေဝင်းကလည်းနမဲကြီးအဆိုတော်ဖြစ်တဲ့အပြင်ရာဇာနေဝင်းကလည်းကိုပိုင်စတိုင်နဲ့အောင်မြင်ခဲ့တဲ့သူပါရှင့် ဒါပေမဲ့အကိုဖြစ်တဲ့ယာဇာနယ်ဝင်းကညီမဖြစ်တဲ့ဟေမာနယ်ဝင်းရဲ့သချင်းတွေကိုတခါမှနားမထောင်ဘူးလို့ဆိုပါတယ်။အခြားသူတွေကတော့ဟေမာနယ်ဝင်းရဲ့သချင်းတွေကိုအယံကောင်းနေဆိုပြီးဖွင့်ကြသလိုပွဲတွေမှာလည်းသချင်းဆိုပြီးဖို့အတွက်ကန့်လန့်ကြပါတယ်။ချိုသာအေးစေးတဲ့အတန်လီကတော့ထူးခြားနေကမြန်မာသားစဉ်သချင်းတွေမှာရောခစ်ပေါ်သချင်းတွေမှာပါအောင်မြင်နေပါတယ်။သူတီဆိုလိုက်တဲ့သချင်းတွေကအေးငင်းငိမ့်လေးနဲ့နားထောင်လို့ကောင်းနေတတ်ပြီးအခုချိန်ထိလည်းလူကြိုက်များနေစေပဲဖြစ်ပါတယ်။ဒါပေမဲ့ယာဇာနယ်ဝင်းကတော့သူညီမရဲ့သချင်းတွေကိုနားမထောင်ပဲဟေမာနယ်ဝင်းသချင်းဆို ရင်နားကိုပိတ်ထားတတ်တယ်လို့ဆိုပါတယ်။သူအဆိုတော်ဖြစ်ခတဲ့ကတချင်းတွေကိုလည်းတစ်ခါမှနားမထောင်ပဲစိတ်လည်းမဝင်စားတဲ့အကြောင်းရာဇာနေဝင်းကပြောလိုက်တယ်ရှင်။တချင်းတစ်ခါဆိုရင်ကြောင်နေတက်ပြီးသူ့တချင်းတွေကိုအချိန်ပေးပြီးတော့နားမထောင် ဖြစ်ဘူးလို့ဆိုပါတယ်။တခါကတော့အင်ဒွာကျော်စင်ရဲ့ဒူမလီမင်္ဂလာဆောင်မှာဟီမာနေဝင်းတချင်းတီဆိုခဲ့ပြီးအဲ့ဒီတုန်းကမှတေချာနားထောင်ဘူးတာပေါ့။ နားထောင်ဘူးတဲ့အချိန်မှာတော့တကယ်ကောင်းတဲ့အချမ်းကိုရာဇာနေဝင်းကချီးကျူးသွားခဲ့ပါတယ်။မြမဖြစ်တဲ့ဟီမာနေဝင်းကတော့လက်ရှိမှာရာဇာနေဝင်းရဲ့မန်နေဂျာဖြစ်လောက်ကန်ပေးနေတာပေါ့။ဇာကားတွေ၊ကြော်ညာတွေပြန်လည်ရိုက်ကူးနေတဲ့ရာဇာနေဝင်းအတွက်မြမဖြစ်သူကအဝတ်အစားကအစအစီအစဉ်ပေးတတ်ပါတယ်။ပွဲတက်အခမ်းအနားတွေတက်မယ်ဆိုရင်လေရာဇာနေဝင်းအတွက်ဟီမာနေဝင်းကပဲအချိန်စရာတွေကိုညှိပေးတာပေါ့။ရာဇာနေဝင်းလက်ခံမဲ့ကြော်ညာတွေကိုလည်းတာမန်လက်ခံတာမဟုတ်ဘဲသူကိုယ်တိုင်လေ့လာပြီးအစဉ်ပြေမှသာလက်ခံပေးတတ်တဲ့အထိစိစသေးကြတဲ့သူပေါ့။ကြော်ညာတွေကိုရိုက်ကူးပေး လိုက်ရင်ဖြစ်ပေမဲ့လည်းအများအတွက်အကျိုးရုပ်စေမဲ့ကြောင်ကြရီဆိုရင်လည်းလက်မခံပါဘူး။ဒါရီမကတည်းပဲအိမ်မှာစားဖို့တောက်ဖို့အတွက်လည်းဟိမနေဝင်ကပဲချက်ပြုတ်ပြီးပို့ပေးတာပါ။အကိုဖြစ်သူအတွက်လူလီသေးမရှိအောင်လုပ်ပေးပေမဲ့ရာဇာနေဝင်ကတော့ဟိမနေဝင်ရဲ့တခြင်းတွေကိုတခါမှနားမထောင်ခဲ့ဘူးလို့ဆိုပါတယ်။ တချင်းတွေကိုအချိန်ပေးပြီးနားမထောင်ဘူးဆိုတဲ့ရာဇာနေဝင်ကတော့သူ့ဘဝကိုအတွေးတွေမများဘဲပျော်ပျော်ရွှင်ရွှင်မဲ့ဖျက်သန်းနေတာပါညီမဖြစ်သူရဲ့တချင်းတွေကိုနားမထောင်ပေမဲ့လေရာဇာနေဝင်ကသူ့ညီမလေးအချောင်းကိုတော့အင်တာဗျူးလိုက်မှမကြခဏပြောတတ်တဲ့သူပါအများအမြင်မှာတော့အကိုဖြစ်သူကညီမအရင်ရဲ့တချင်းတွေကိုနားမထောင်ဘူးလို့ထင်ကြပေမဲ့ဒါကလည်းမောင်နှမတွေကြားထဲမှာဖြစ်လေရှိတဲ့အရာတွေဖြစ်လူအများကနားလည်ကြပါတယ်ရာဇာနေဝင်ကသူ့ညီမရဲ့တချင်းလေးတွေကိုနားမထောင်ပေမဲ့ညီမဖြစ်သူရဲ့ဂျူးဆိုင်ဘေးတပ်ပုံတွေအလိုက်တိဘေးတပ်ပုံတွေကိုမကြခဏပြောလေ ေးရှိတာပါ။ဒါကြောင့်ရာဇာနေဝင်တို့မောင်နှမနှစ်ယောက်အကြောင်းကိုလူအများကစိတ်ဝင်စားနေကြကထုတ်ပြီးချက်မပြတတ်တဲ့အကိုတယောက်ရဲ့မြေတားကိုလည်းတိပိသာဖြစ်နေကြပါတယ်။အချို့သောမောင်နှမတွေကအသက်ရွယ်ကြီးလာတဲ့အချိန်မှာစိတ်ဝမ်းကွဲသွားတတ်ကြပေမဲ့ရာဇာနေဝင်တို့မောင်နှမတွေကတော့အခုထိချစ်ခင်နေစေပဲဖြစ်ပါတယ်။ ဟိမာနေဝင်းကညမဖြစ်ပေမဲ့လည်းအမကြီးတယောက်လိုစင်စင်ပေးနေတာဖြစ်ကအကိုဖြစ်သူကသူ့တချင်းနဲ့နားမထောင်လဲစိတ်မကွက်သွားခဲ့ပါဘူးအချစ်ခင်လည်းမပြတ်သလိုအကိုဖြစ်သူအတွက်အဆဆက်ရစင်စင်ပေးနေတဲ့အမလိုညမလေးတယောက်ဖြစ်နေတာပါပရိသတ်တို့ရောဒီလိုချစ်စရာကောင်းတဲ့ညီကိုမနမတွေရှိရင်ခွန်မမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဆက်လက်ပရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ